မင်္ဂလာပါရှင်ရန်ကုန်ခေတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြည်ဦးလင်စစ်တပ်ကတော်ကြောင့်ဒီပေါ်ကျောက်စုံမြတ်ထွေရတဲ့ပဲလက်ပေးလက်ယူမှုလူမှုရေးပေါက်ပြံပွဲနဲ့ဖန်စီကန်ထားရတဲ့ပြင်တပ်ပြေးများပြမှုကြောင့်စုံမြတ်တော်တာမှုရာဒူတိုရေးအဟံတောင်းဖြစ်နေ။မန္တလေးတိုင်းပြည်ဦးလင်မြို့စစ်တပ်ကတော်ကြောင့်ဒီပေါ်ကျောက်စုံမြတ်ထွေကိုရေးရရှိဦးကြည်တောင်းနဲ့တပည့်ဒုရယပုံမှုကြီးတန်းလိုက်မြင်တော့မှလက်ပေးလက်ယူမှုလူမှုရေးပေါက်ပြံပွဲနဲ့ဖန်စီကန်ထားကြောင့်စစ်ဘက်သတင်းမြစ်ကပြောပါရယ်။ စစ်တပ်ကတော့ကြောင်းအောင်စီလည်းဖြစ်ပြင်းလဲတနေမှုလည်းဖြစ်သူဘောကျော်စုံမြထွေတပတ်တန်ဦးဖြစ်တဲ့ဒုတိယဘုံမှုကြီးတန်းလိုက်မြင်မှာပြင်းလဲတနေလွန်ကြရဲ့အတွက်တိုက်ကြိတ်တွေမှာတာဝန်ချတာစဉ်လက်ပေးလက်ယူမှုတွေကျူးလွန်ခဲ့ကြောင်းတိုင်ကြမှုရဲ့နယ်စစ်ကောင်စီကဒုတိယဗိုလ်မှူးကြီးတန်းလိုက်မြင့်ကိုပြန်လည်ဖမ်းဆီးခဲ့ကြောင်းသိရတယ်။ပြည်ဦးလွင်စစ်တပ်ကတော့ဒုတိယဗိုလ်မှူးကြီးတန်းလိုက်မြင့်ကတက်ရဲ့စစ်စည်ဂိတ်တွေမှာလက်ပေးလက်ယူမှုတွေကျွလွန်နေ။အဲ့ဒါကျွလွန်ကြောင်းထင်ရှားအထောက်တွေရောက်ကုန်တယ်။ဖမ်းဆီးခံထားတဲ့ဒုတိယဗိုလ်မှူးကြီးတန်းလိုက်မြင့်ကပတ်စဉ်45လို့စစ်တပ်သတင်းမြစ်ကပြောတယ်။ ထို့အပြင်စစ်တပ်ကတော်အကြောင်းကြီးပေါ်ကျဆွန်မြတ်တွေကိုရေးရရှိတဲ့အဖြစ်တဲ့ပိုကြီးရဲတို့မှာလည်းလူမှုရေးဖောက်ပြန်မှုရဲ့အကြောင်းတိုက်ကြားခံရပြီးဖမ်းဆီးချုပ်နှိုင်မှုရင်ဆိုင်နေရကြောင်းသိရပါတယ်။ထို့အပြင်ပြည်ဦးလေးစစ်တပ်ကတော်မှာစတင်ကြားနေတဲ့အကြောင်းဆရာစစ်အရာရှိကြီးတချို့အတွက်ပြေးတင်ရှာမှုတွေကြောင့်တွေ့နေရသဖြင့်ရင်းတို့တပ်ပြေးများပြမှုတွေအကြောင်းကြီးပေါ်ကျဆွန်မြတ်တို့မှာထူထွေလိုက်တင်သိနေရကြောင်းသိရပါတယ်။ ။လက်ရှိစစ်တပ်တော်ကြောင့်ဒီဗိုလ်ချုပ်စိုးမြတ်တို့မှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မဲအောင်လိုင်ဆန်နာတိန်ချိန်က LD ဆွေရောက်ဖွင့်ဝင်တွေကိုဖမ်းဆီးရန်မဲအောင်လိုင်အတိကတာဝန်ပေးခံခဲ့ရတဲ့တမ89ရဲ့တမမှုဖြစ်ရှိနေခဲ့ပြီးမဲအောင်လိုင်က2023ခုနှစ်မတ်လ31ရက်နေ့မှာပြည်ဦးလွင်မျိုးရှင်စစ်တပ်တော်ကြောင့်ဒီဖြစ်၎င်းခံခဲ့ခြင်းဖြစ်ပါတယ်။မြန်မာလူယုံတအုပ်ဖြစ် LD ဆွေရောက်ဖွဲ့ဝင်တွေကိုဖန်ဆီရမှာအဓိကပေါင်ရင်ခဲ့တော်လဲစွန်မြတ်တို့မှာတမ89တမမှုရှာသူမှာတမတော်နီးပညာတက်ကတော်အကြောင်းအကျဖြစ်တော်လကောင်း ရင်းနောက်စစ်တပ်တို့တရားစင်ကြောင်းကြည်ရောက်တို့၎င်းရာထူးတို့ပြောင်းရွှေ့ခဲ့ပါတယ်တို့ရရင်လက်တလောတပည့်ဖြစ်သူတွေရဲ့လက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုတွေနဲ့ဖန်ဆင်းခံထားမှုတွေပြင်တပြင်းများပြားမှုပေါ်အကင်တွယ်ညံ့ပြင်းမှုတို့ကြောင့်ပိုကျုပ်စွန်မြတ်တို့တိုင်းမှုရာတို့တို့ပြောင်းရွှေ့အတွက်အဟန့်တာဖြစ်နေရလို့စစ်တပ်သတင်းမြစ်ကပြောပါတယ်ဆလပ်ပြောကြံခင်းမြို့နယ်မှာဗိုလ်မှူးတောင်းထွလွင်ကကံရွာမှဒေါခင်မြမိသားစုကိုဖမ်းဆီးပြီးတောင်းလင်းငွေကျပ်သိန်း30ချိန်ချောင်းတောင်းစစ်တပ်ကလူဖမ်းပြီးချိန်ချောင်းဝေတောင်းမှုအကြီးအကျယ်လုံးနေ မြန်မာပြည်တိုင်းကြံခင်းမြို့နယ်မှာမြို့နယ်စီမံအကျောရေးပွဲဝင်ဗိုလ်မှူးတောင်ထွန်းလွင်ကပြည်သူတွေကိုရိုက်တဲ့ဖန်ဆင်းဝိညာဉ်မှုတွေစတိုက်လုံဆောင်နေကြ။ဖန်ဆင်းကိုညစ်ခံရတဲ့ပြည်သူတွေရဲ့မိတ်ဆွေတွေကပြောပါရယ်။စွန်လာဆက်ရှင်နေ့မနက်တနားအချိန်ကြံခင်းမြို့နယ်ကျိုးပင်စုအောင်စုကန့်ရွာကြီးရနေဒေါခင်မြနေကိုကြံခင်းမြို့နယ်စီမံအကျောရေးပွဲဝင်တအူဗိုလ်မှူးတောင်ထွန်းလွင်ဦးစီတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားတွေနဲ့ရောက်ရှိလာကြ။ရင်းတော်အစင်းစစ်မျိုးစုကဒေါခင်မြပါဝင်မိသားစုဝင်တအုံကိုဖန်ဆင်းသွားကြ။ ။ရင်းနောက်မိသားစုဝင်တောင်းလျင်ငွေကျပ်300လုံးနဲ့ချင်းချောက်တောင်းယူပြန်လွှတ်ပေးကြောင်းသိရပါတယ်။အလားတူပင်ကြံခင်းမြို့နယ်တွင်ပုံမှုတောင်းထုတ်လင်ကဦးဆောင်မီပြုစောတိဘွဲ့ပြည်သူ့လုံခြုံရေးဖွဲ့ရဲ့ဖွဲ့စည်းကရှင်းအဖွဲ့ဒီကလည်းနယ်မြေလုံခြုံရေးအကြောင်းပြခြင်းစစ်မှုထမ်းဥပဒေအကြောင်းပြပြီးလူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲခြင်းငွေနဲ့ရွေးယူခိုင်းပြီးပြန်လွှတ်ပေးခြင်းတွေကိုကြေကြေပြပြလှုပ်ဆောင်နေကြောင်းသိရပါတယ်။ ထို့အပြင်ဘုံမှုတောင်းထွက်လည်လောက်ရှိပြည်သူစစ်နယ်ပြူဇော်တဲ့ပြည်သူလုံခြုံရေးဖွဲ့တွေကလည်းပြည်သူနဲ့လူငယ်တွေကိုဖမ်းဆီးပြီးစိတ်ကြိုင်ငွေတောင်းကြောင်းငွေမပေးနိုင်တဲ့အကြမ်းဖက်မှုတိုက်ပြန်ဥပဒေနဲ့ထောင်ချခြင်း PDN နဲ့ပတ်သက်တဲ့ဥစုံကညှဉ်းပန်းနှိပ်စက်မှုလှုပ်ဆောင်ခြင်းနဲ့ပြုလုပ်နေကြောင်းသိရပါတယ်ခေကပြအလုပ်တွေကမကောင်းတဲ့ချိန်သူတို့တောင်းတလောင်မပေးရင်စံဖက်ဥပဒေနဲ့ဆွဲချက်တင်အမှုပွင့်ခံရမယ်။သူတို့တွေကလုံခြုံရေးကင်းလက်ဆိုပြီးရတဲ့အေဂျင်ချက်နေနေရငွေရှိတဲ့အိမ်နဲ့အတွင်းဝင်ဆွဲတယ်။စံခင်းတမျိုးနဲ့လုံလံငွေညစ်ခံရတယ်။သူတို့ရွာထဲဝင်လာပြေးနေရတယ်လို့ ိုးစုချင်းကြေရတာတောင်ကရှင်နေပြောဆိုတယ်။ကြံခင်းမြွနဲ့စီမံအောက်ဆော်ရေးဖွဲ့ဝင်ဘုံမူတောင်းထုတ်လျက်ရှင်းကဲ့သို့ပြည်သူတွေပေါ်ဖန်စီချင်းကြောင့်ငွေတောင်းတဲ့ဥပဒေမဲ့ပြုကျင့်မှုတွေကိုတိုင်ကြားလို့တော်လည်း၎င်းရန်ကိုကြောက်ရွံ့ပြီးဒေသပြည်သူတွေမှာမတိုင်ရဲကြကြောင်းသိရပါဗျ ဆက်လက်ပြီးအင်ကမူမြို့နယ်စီပင်ကျဲအောင်စုအောက်ချေမှုဦးစုံကတူရင်းကိုစစ်မှုထမ်းတပ်သားအဖြစ်ထည့်သွင်းစဉ်စစ်သားတွေကဝိုင်းဝန်းထုတ်ချက်ရိုက်နှက်ထိတ်ဆုံးခဲ့ပြီးစစ်တပ်ကအလောင်းပြန်လာပုံအေရီတိုင်းအင်ကမူမြို့နယ်စီပင်ကျဲအောင်စုအောက်ချေမှုဦးစုံကတူရင်းဖြစ်တဲ့ကိုစစ်မှုထမ်းတပ်သားအဖြစ်ထည့်သွင်းစဉ်စစ်သားတွေကဝိုင်းဝန်းထုတ်ချက်ရိုက်နှက်ပြီးထိတ်ဆုံးသွားခဲ့ပြီးတော့စစ်တပ်ကအလောင်းပြန်လာပို့သွားကြောင်းဒေသပြည်တွေကပြောတယ် အင်ကမုံမြို့နယ်စီပင်ချင်းအောက်ချွေမှုဦးစုံက၎င်း၏ညီရင်ဖြစ်သူဦးညွန့်ရွှေရဲ့တာဖြစ်သူကိုတစ်ချိန်လုံးအရက်တောင်းနေသည်ဦးစုံကစစ်မှုရန်တက်တာအဖြစ်ထည့်သွင်းလိုက်ကြောင်းဇွန်လ14ရက်နေ့စစ်မှုရန်ပတ်စဉ်14တန်းစစ်တပ်ကအောက်ချွေမှုဦးစုံရဲ့တူပြစ်သူကိုလာခေါ်ဆောင်သွားခဲ့ကြောင်းဇွန်လ16နေ့မနက်ပိုင်းမှာကြည်အောက်ချွေမှုဦးစုံရဲ့တူပြစ်သူလောင်းကိုစစ်တပ်ကကြည်ရသူပြန်လည်ပို့ဆောင်ပြီးတစ်ကိုယ်လုံးမှာတိုက်ရရပြည့်နှံ့နေကြသည်ရတယ် စီပင်ကျဲအုပ်ချုပ်မှုကဆိုကတူတူရင်အရန်အရက်ကြောင်တဲ့ကောင်ကိုစစ်မှုတန်းဖို့ဆိုရင်ပတ်စင်၁၄မှာတဲ့အုပ်ကြီးငဆွေညီဖြစ်တဲ့ညွှန်ရွှေရဲ့သားတူတူရင်ကိုစစ်မှုတန်းပြန်ထည့်တာပါဇွန်လ၁၆ရက်နေ့မှာစစ်ကားနဲ့အလောင်းလာပို့တဲ့စစ်တပ်ကတော့အရက်စီကိုရေးမရောပဲမှတ်တောက်မိလို့သိရလို့ပြောပါတယ်စစ်တပ်ကစစ်မှုတန်းခိုင်ကိုဆောင်သွားပြီးနောက်ရက်ကြောင်မှာအလောင်းပြန်လာပို့ခြင်းဖြစ်တော့လဲကျင်းသူမိသားစုမှာတိုင်ကြားမှုတွေမလုပ်ရဲကြောင်းစစ်တပ်ကပြောတဲ့အတိုင်းအရက်စီတောက်ရင်တိတ်ဆုံးတည်ဟုဆိုတာလက်ခံပြီးတိတ်ဆုံးသူကိုတကြိုလိုက်ကြောင်းသိရပါတယ် ။အင်္ဂမုံမြို့နယ်မှာ ANPD ရဲ့တပ်တွေဝင်ရောက်လာနိုင်သည်ဟုဆိုကစစ်တပ်ကစစ်မှုထမ်းတပ်သားတစ်တွေဖြင့်လုံငယ်တွေကိုဖမ်းဆီးချေပေါ်တာဆွဲချင်နေကိုကြီးကြဲလှုပ်ဆောင်နေသောမြို့နယ်တစ်ခုဖြစ်ကြောင်းဒေသပြည်သူတွေကပြောပါရယ်။နောက်ဆက်အပိတ်ကြားအတွက်ထူးပင်ကျေးဇူးတင်ရှိပါရယ်ရှင်။